ဟယ်လိုအားလုံးပဲဒီကောင်းကျမ်းပါပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရနော်ဒီနေ့တော့အဲစိတ်ဝင်စားကြအောင်နဲ့ဖြစ်ရမယ့်မှုကင်းလေးအကြောင်းပြောပြရမယ်ပေါ့နော်အော်စဉ်းစားကြည့်ကြည့်ကိုအရန်ချစ်ခင်နှစ်သက်လို့လက်ထပ်လိုက်တဲ့အိမ်အောင်ဘက်ကလူတတမဖြစ်နေခဲ့ရဆိုတာကိုကိုသိခဲ့လို့ရှင်ဘလို့ကင်တွဲဖြစ်ရှင်းမလဲဆိုတော့ဒီမေးခွန်းလေးကိုမာဂီလို့ခေါ်တဲ့အမျိုးသမီးကြောင့်ခဲ့တဲ့ဖြစ်ရမှန်လေးနဲ့ကျမတို့ရှင်တွဲပြီးတော့မှစဉ်းစားကြည့်ကြရအောင်နော် အမေရိကနိုင်ငံတွေက Utah လို့ခေါ်တဲ့ဒီနေရာလေးမှာပေါ့နော် Maggie လို့ခေါ်တဲ့အမျိုးသမီးနဲ့သူ့ရဲ့သမီး၃ယောက်ကနေထိုင်နေပေါ့နော်ဆိုတော့ဒီ Maggie ကသူ့ရဲ့ယောက်ျားနဲ့လည်းကွာရှင်းထားတယ်ပြီးတော့အဲ business တစ်ခုလုပ်တယ်ပေါ့နော် cleaning business လုပ်တယ်ပြီးရင်သူသမီး၃ယောက်ကိုပြုစုတယ်ပေါ့နော်အဲတော့သူအမျိုးသားနဲ့ကွဲရလဲကြာပြီဆိုတော့ဒီ သူလက်တွဲပေါ်ထပ်ရှာဖို့ဆိုပြီးဆုံးဖြတ်လိုက်တယ်သူရဲ့မင်းကလေးငယ်ချင်းနေတယ်သူအပြင်းသွားရင်းနေပေါ့နော်အဲ့ဒီမှာဘာမှအမျိုးသားတယောက်နဲ့တွေ့ခဲ့ရပေါ့နော်ဆိုတော့အဲ့ဒီအမျိုးသားနဲ့ကကြတော့သူကအဆင်ပြေတယ်ပေါ့နော်စပြီးစကားပြောကြတဲ့ရပေါ့နော်အဲတွဲကတဲ့အချိန်ကစပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့နေပဲနောက်ထပ်သူကထပ်ပြီးတော့မှချင်းတွေ့ဖြစ်တယ်အာပြီးတော့ဒီသူနဲ့ချင်းတွေ့တဲ့အမျိုးသားပေါ့နော် မိဘတွေရောမောင်နှမတွေရောမရှိတော့ဘူးပေါ့နော်အဲ့လို accident တစ်ခုနဲ့ဆုံးသွားတယ်ဆိုပြီးတော့မှတည်ရတဲ့ခါမှာ तू ကပို့ပြီးတော့မှစာနာတနာပြီးတော့မှတွဲဖြစ်သွားတယ်ပေါ့နော်သူနဲ့ ်တွဲတဲ့အမျိုးသားရဲ့နာမည်ကရှန်ဖောလို့ခေါ်ရဲပေါ့နော်ပြီးရုပ်ရည်လည်းပြည့်ပြည့်တယ်စကားပြောလည်းကောင်းတယ်ပေါ့နော်အဲပြီးတော့ဒီအရင်လဲ romantic ဖြစ်တာပေါ့နော်အဲပန်းစည်းတွေပေးလိုက်လက်ဆောင်တွေပေးလိုက်အဲ့လိုမျိုးနေချင်တာပေါ့နော်အဲသူကအဲဒါပေမဲ့အဲ့အမျိုးသားက तू လက်ဆောင်ပေးရအောင်ညင်းလုံးဝမကြိုက်ဘူးတဲ့အဲတရက်မှာဒီမာဂီကို ပေါ့နော်ချင်းကိုခေါ်ပါတယ်ချင်းဆော့ပို့ဆိုပြီးခေါ်ပါတယ်ခေါ်ပါပြီးတော့အဲမာဂီတွေ့ဆိုပြီးတော့မှအကားသားလုံးဝက်ဖို့အင်ဂျီတွေဝက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့မာဂီကလည်းသူ့အနေနဲ့သူသူ့ချောက်ပေါ်သူရက်တည်နေတယ်မိန်ကလေးဖြစ်တဲ့အခါကျတော့အဲ့ဒီဝ ဆောင်လေသူကမယူဘူးပေါ့နော်မယူဘူးလို့ပြောလဲပြောတော့သူကအဲ့မှာစိတ်ဆိုးသွားတယ်စိတ်ဆိုးသွားပြီးတော့အဲ့နေဘာမှမပြောဘူးပေါ့နော်အဲနောက်တရက်မာဂီကသူ့အိမ်ကိုပြန်လာတဲ့အချိန်မှာပေါ့နော်အဲသူ့ရဲ့ဒီခလီကားကနေတက်သွားပြီးလဲပြီးတော့မာဂီရဲ့အခန်းသားရောက်တဲ့အချိန်မှာပေါ့နော်အားကစားဝတ်ဆောင်လေကိုအဲ့လိုချိန်ထားပါပေါ့နော် အဲဘရင်းမောက်တွေမှာရောအပြီးတော့ဒီတန်းတွေမှာရောအာကစားဝတ်စုံတွေဝမ်းဆက်တွေချိန်ထားတယ်ပြီးတော့အာဒီဂျင်ဝတ်လို့ဂျင်ဆော့လို့ရှိရင်ဒီဝတ်တဲ့ဖက်နက်တွေရောပေါ့နော်အဲ့ဒါတွေတန်းစီထားတွေ့လိုက်ရသူကအမှအရန်အံ့ဩသွားတာပေါ့နော်ဟိုဘလို့ဖြစ်တာလဲပေါ့နော်ငါ့ရဲ့အိမ်ထဲမှာဒီဒီပစ္စည်းတွေဘာလို့ရောက်နေရလဲပေါ့နော်ဆိုအမှလည်းသူဘသူပို့ထားလဲဆိုတာသိသွားတယ်အဲ့ဒါကသူနဲ့ကောနအာတွေ့ရတဲ့အမျိုးသားပေါ့နော်မနေရကြတော့သူ့သူ့ဝယ်ပေးတဲ့ဟာမယူဘူးလို့ပြောတော့ဒီနေ့မှအိမ်ကိုဖောက်ဝင်ပြီးတော့မှအဲ့ ပစ္စည်းတွေကိုထားထားသွားပါเนาะဆိုတော့အမမာဂီကအရင်စိတ်ဆိုးသွားတယ်ဒါကသူတို့နိုင်ငံမှာဆိုရင်ဒါကလုံးဝ privacy ထိခိုက်တာပါเนาะအာသူ့အိမ်ကိုဝင်ပြီးတော့မှပစ္စည်းတွေထားထားဖောက်ဝင်ပြီးတော့မှပစ္စည်းတွေထားထားတာဖြစ်တယ်ပေါ့เนาะအဲ့ဒီမှာသူကဖုန်းဆက်လိုက်ပြီးလဲပြီးတော့အာစိတ်ဆိုးတယ်ပေါ့เนาะဒီလိုမျိုးနောက်ဘာလို့လောက်တာလဲဘာညာလို့ပြောပြီးတော့နောက်ခါနေနောက်ခါနေမပတ်သက်တော့ဘူးဆိုတော့မှအဆက်အသွယ်ဖြတ်လိုက်တယ်ပေါ့เนาะအဲ့လိုနဲ့မာဂီလည်းနည်းနည်းတော့ခံစားရခက်တာပေါ့နော်တဲကွဲဆိုလိုမျိုးခံစားရတယ်အဲဒါမှမဟုတ်သူကြိတ်မိတ်ပြီးหนีလိုက်တယ်ပေါ့နော် ဒီလိုနဲ့ပဲနောက်နေ့ရန်နှဲငယ်ကြတဲ့အခါမှာသူအိမ်ကိုပြန်ရောက်တော့စာလေးတစ်စောင်တွေ့ရပေါ့နော်အမ် အရေးပေါ်ကိစ္စမလို့သူ့ကိုဖုန်းခေါ်ပါရှမ်ပူဆိုပြီးရေးထားတဲ့ခါကျတော့ဘာမှမသိဘောနော်အရေးပေါ်ဖြစ်တယ်ဆိုတော့ तू ကအာတယောက်တစ်လက်နေတဲ့သူဖြစ်တဲ့ခါကျတော့ तू ကစိတ်ပူပြီးတော့ဖုန်းဆက်လိုက်တာတော့ဘောနော်ဖုန်းဆက်လိုက်ဖုန်းဆက်လိုက်တော့အရှမ်ပူမှာတမီးလေးတယောက်ရှိရဲ့ဘောနော်အငါတမီးလေးကကားအက်ဆီဒန့်ဖြစ်ပြီးတော့ဘောနော်ကားထိုက်ခံရပြီးတော့ဆုံးသွားပြီးဆိုပြီးမို့မော်လဲမော်မာဂီယာကြောင့်အရန်ဆာနာတဲ့တဲ့မိန်းကလေးဖြစ်တဲ့ခါကျတော့လေအာပြီးရပြီးတော့ဟိုသူနှစ်သိမ့်တာဗောနောနှစ်သိမ့်နေပြီးလည်းပြောငါမင်းနဲ့တွေ့ချင်းတယ်လို့ပြောလည်းပြောရော ဟိုဘာပဲဖြစ်ဖြစ်ပေါ့နော်မာဂီကတမိသုံးယောက်ရဲ့မိခင်ဆိုတော့အော်ဒါတမိဆုံးရှုံးသွားတဲ့သူပဲလေဆိုပြီးတော့ကိုချင်းစာပြီးတော့မှသွားတွေးလိုက်တယ်ပေါ့နော်အဲသွားတွေးပြီးတော့အဲ့မှာအဲ့ကိစ္စနဲ့တဆင်ပြန်ပြီးတော့မှတွဲမိသွားတယ်သူတို့မျိုးပြန်ပြီးအဆက်အသွယ်လုံးဖြစ်သွားတယ်ပေါ့နော်အဲဒီနောက်အဲ့လိုတွဲပြီးနောက်ပိုင်းမှာကျတော့ရှမ်ဖိုးကမာဂီမကြိုက်တဲ့ဟာတွေတိတ်မလုံတော့ဘူးမလုံတော့မလုံတော့တဲ့ခါကျပို့ပြီးတော့မှအဆင်ပြေလာကြတယ်ပေါ့နော်အဲအဲ့လိုမျိုးတွဲတွဲနဲ့ တစ်နှစ်လောက်ကြာတဲ့အခါကျတော့ရှမ်ဖိုးကမာဂီကိုလက်ထပ်ခွင့်တောင်းခဲ့တယ်ပေါ့နော်မာဂီကလည်းလက်ခံလိုက်တယ်အဲပြီးတော့သူတို့တွေလက်ထပ်လိုက်တယ်ပေါ့နော်အဲ့တော့လက်ထပ်ပြီးတဲ့အချိန်မှာမာဂီရဲ့ ဒီငွေရေးကြေးကိစ္စတွေကိုရှမ်ပိုးကချက်ချင်းထိ ंछ ုပ်ချင်တဲ့ပုံစံမျိုးရှိလာတယ်ပေါ့နော်အဲဘယ်လိုလဲဆိုတော့အဲဆာရွက်ဆာတန်းနေပေးတယ်အများကြီးပေါ့နော်ဆာရွက်ဆာတန်းနေပေးတယ်အော်ဒီဟာတော့ဘန်နဲ့ဆိုင်တဲ့ဆာရွက်တွေမင်းနဲ့ငါနဲ့လင်မယားဖြစ်ပြီဆိုတော့ဘာညာလို့ပြောပြီးတော့အဲဒီဟာလက်မှတ်ထိုးခိုင်းတယ်ပေါ့နော်လက်မှတ်ထိုးခိုင်းတော့မာဂီကလည်းအဲဒီယောက်ျားကိုယုံတာကိုယုံတော့သူစားတယ်အများကြီးမဖတ်တော့ပဲနဲ့အော်ဒါကတော့ဘန်နဲ့ပတ်သက်တဲ့ဆာရွက်ဆာတန်းနေပဲအာသူနဲ့ငါနဲ့ဟိုလင်မယားဖြစ်ပြီဆိုတော့ဒါဘန်ပိုင်ဆိုင်ခွင့်နေပါတယ်ပေါ့နော်ဘန်အကောင့်တူတူဖွင့်တာစသဖြင့်သူအဲ့လိုပဲတွေးမှာပေါ့နော် တွေးပြီးတော့မှလက်မှတ်ထိုးပေးလိုက်တယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီဒီမင်္ဂလာဆောင်ပြီးပြီးချင်းအဲ့ဒီကောနာဆောင်ရဲ့စာရဲကိစ္စအလွဲလို့ကျန်တဲ့ဟာတစ်ခုမှအဆင်မပြေတာမရှိဘူးပေါ့နော်တို့အဲအပျော်ရွှင်ရွှင်လေးပေါ့နော်ဒီနှစ်လတာကာလကိုဖြတ်တန်းခဲ့တဲ့တရက်မှာတော့မာဂီရဲ့တငယ်ချင်းမာဂီကိုဖုန်းဆက်လာတယ်ဟဲ့နီတီဗီကိုကြည့်လိုက်ပါအောင်တီဗီမှာလေအာလူတသမာအလိုရှိတယ်လို့ကြော်ညာနေတဲ့သူကနင့်ရဲ့ယောက်ျားနဲ့တူတယ်လို့ပြောတယ်အဲ့နဲ့ तू ကတီဗီကိုဖွင့်ကြည့်လိုက်တယ် ခွင့်ကြည့်လိုက်တဲ့အချိန်မှာအမေရိကန်ကအလိုရှိနေတဲ့လူသက်သမားပေါ့နော်နာမည်က Paul Steven Mac လို့ခေါ်တယ်တဲ့အဲ့ဒီလိုအလိုရှိနေတယ်ဆိုပြီးတော့သူကတွေ့လိုက်ရဒါပေမဲ့အဲဒီပုံချမ်းကိုကြည့်လိုက်တဲ့အခါကျတော့ပေါ့နော်သူ့ယောက်ျားနဲ့တူတူလိုလိုမတူတူလိုလိုဖြစ်နေတယ်တပုံစံနဲ့လည်းမတူနေပေါ့နော်ဆိုအဲ့ဒီခေတ်ကကြတော့ဒီ1989 88လောက်ပဲရှိသေးတော့အခုလိုမျိုးဟိုဓာတ်ပုံပေါ့နော်တကယ်ကိုယ့်ရဲ့ရုပ်အစင်အဲ့လိုမျိုးမထွက်သေးဘူးသူကဒီ ျူးလွန်သွားတဲ့သူဆိုပြီးပုံချမ်းလေးပဲထွက်တာဆိုတော့သူကလည်းသူ့ယောက်ျားဟုတ်လားမဟုတ်လားဆိုပြီးတော့နည်းနည်းလေးတော့ဝေခွင့်မရဖြစ်နေတာပေါ့နော်အော်ဒါမဲ့သူပြန်စင်းစားတဲ့ခါကျတော့ဒီသူ့ယောက်ျားရှမ်ပေါခဲ့ဒီအမှုတချို့အမှုကျင့်နေတာပေါ့နော်နည်းနည်းလေးမတင်ခါစီကတော့ကောင်းတယ်ပေါ့နော်ဆိုတော့အဲသူတင်းထားတဲ့စာရွက်စာတမ်းလေးတွေကိုကြည့်အောင်မယ်ဆိုပြီးတော့မှအာသူရှောက်ပြီးရှာကြည့်တယ်ရှာကြည့်တဲ့အချိန်မှာပထမစာရွက်တွေကတော့ဘာမှမတင်ခါစီကမတွေ့ဘူးအဲဒါပေမဲ့ အဲရှမ်ပိုးရဲ့တမီးပေါ့နော်တိတ်ဆုံးချောင်းလက်မှတ်ကိုကြည့်လိုက်တဲ့အခါကျတော့ရက်ဆွဲရမှားနေတယ်အဲသူတိတ်ဆုံးတဲ့ရက်မဟုတ်ဘူးဖြစ်နေတယ်ပြီးတော့ပေါ့နော်အဲတိတ်ဆုံးချောင်းလက်မှတ်ထုတ်ပေးရဆိုလို့ရှိရင်ဒီမှာဌာနဆိုင်ရာရဲ့စီတစိမ့်အမှတ်သားပါရမှာပေါ့နော်ဆိုတော့အဲအဲ့ဒီစီတစိမ့်အမှတ်သားလည်းမပါနေဘူးပေါ့နော်အဲဆိုဒါကမတင်ကားဆရာကောင်းတယ်လို့သူကတွေးလိုက်တယ်တွေးပြီးတော့သူ့ယောက်ျားလည်းပြန်လာလည်းပြန်လာတော့အဲဒီစာရွက်ကိုပြလိုက်တယ်ပေါ့နော်ပြလိုက်ပြီးတော့အဲဒီမှာမှားနေတယ်ပေါ့နော် ဒီဟာကရက်ဆွဲလေးမှားနေတယ်ပြီးတော့စိတ်တစိတ်လည်းမပါဘူးပေါ့ဆိုလည်းပြောလည်းပြောအဲ့နဲ့သူကသူ့ယောက်ျား AC ပဲဆေးရုံဖုံးဆက်ပြီးတော့မှအဲဒီမှဒီမှဒီလိုမှားနေတယ်ပြင်ပေးပါလို့ပြောတယ်ပေါ့နော်ပြောလည်းပြောဟိုဘက်ကဆေးရုံကတောင်းဝင်ရှိရတယ်သူကလည်းဟုတ်ပြီအဲ့ဆိုလို့ရှိရင်အဲဒီတိတ်ဆုံးတဲ့သူနဲ့ဒီခုဖုံးဆက်တဲ့သူနဲ့ကပေါ့နော်အဲတားဖဖြစ်ကြောင်းထောက်ခံစာပို့ပေးလို့ရှိရင်လုပ်ပေးမယ်လို့ပြောတော့သူကလည်း okay လုပ်ပေးမယ်ဆိုပြီးပြောလိုက်တယ်အေးစစ်စစ်ဖြစ်သွားတာပေါ့နော်အဲ့တစ်ခေါက်ကအေးစစ်စစ်တော့ဖြစ်သွားတယ်ဒါမှမဟုတ်ဟိစိတ်ထဲမှာတော့အရင် ဘဝင်မကြောက်ဘောနော်ဘာလဲဘောနော်တို့ယောက်ျားတကယ်ပဲလူတက်သမားလားဗောအဲ့လိုစဉ်းစားပြီးတော့အော်ငါမှလည်းတမီးလေး၃ယောက်ရှိတယ်တခုခုဆိုလို့ရှင်ဘောနော်မလွယ်ဘူးဗောနော်အဲတခုခုသာဖြစ်ခဲ့လို့ရှင်ငါတမီးလေးငါကာကွယ်ရမယ်ဆိုတော့မှငါယောက်ျားရဲ့နောက်ကျောင်းငါစုံစမ်းမှရမယ်ဆိုပြီးတော့အလွတ်တန်းစုံတောက်တယောက်ကိုအဲသူကဆက်သွဲလိုက်တယ်အဲ့တော့ဒီအလွတ်တန်းစုံတောက်ကလည်းမင်းစုံစမ်းလို့ရှင်ရတယ်ဒါပေမဲ့မင်းယောက်ျားရဲ့ security card number လေးလိုတယ်ဗောနော်အဲ့ဒီဟာလေးကိုမင်းပေးလို့ပြောတော့သူကအမှားတယ်အဲ့အဲ့ညာမှာဗောနော် အဲသူ့ယောက်ျားအိတ်နေတဲ့အချိန်မှာတိတ်တိတ်လေးထပြီးတော့ပဆိုင်ကိုယူယူပြီးတော့မှအဲနံပါတ်ကိုမှတ်ဖို့ဆိုပြီးကြည့်လိုက်တော့ကက်ကနှစ်ကက်ဖြစ်နေတယ်ပေါ့နော်တကယ်တော့လူတစ်ယောက်မှာတစ်ခုပဲရှိရမှာပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုရှိတော့ तू ကဘူးဘယ်ဟာမှလည်းမသိဘူး तू နံပါတ်နှစ်ခုလောက်မှတ်လိုက်တယ်မှတ်လိုက်ပြီးနောက်နေ့မနေ့ကျတော့အလုပ်တန်းဆောင်တော့ तू တော့ပြောလိုက်တယ်တော့ပြောလိုက်တော့ခဏကြာတော့ဒီအလုပ်တန်းဆောင်တော့ကစုံစမ်းပြီးတော့ပြန်ပြောလာတယ်ဟဲ့မာဂီရေသူ့ရဲ့နံပါတ်နှစ်ခုလောက်ကတည်ပြီးသားလူနှစ်ယောက်ရဲ့နံပါတ်တွေဖြစ်နေတယ်ဆိုပြီးတော့ပြောတယ် အဲ့လိုတိမူတိပြီးတဲ့အချိန်မှာပေါ့နော်အာရှမ်ပိုးကိုအဲ့ဒီအကြောင်းထပ်မိတယ်ထပ်မိတယ်ဒီကအကြောင်းထပ်မိတာပေါ့နော်အဲ့အချိန်မှာရှမ်ပိုးကနေပြီးစိတ်တိုးပြီးလဲပြီးလဲပြီးတော့မင်းအဲ့ဒီအကြောင်းတွေကိုထပ်မမင်းနေတော့ဟိုဆောင်းရဆောင်းရနေအကြောင်းလည်းငါမသိချင်ဘူးဆိုဘာညာနဲ့အဲ့လိုဘုံနိုင်ခြင်းပဲပြီးတော့သူ့ရဲ့စာရွက်တွေကို box လေးထဲမှာတက်တက် case လေးထဲမှာတက်တက်ထည့်ပြီးတင်ထားလိုက်တယ်အဲ့လိုပဲနောက်တညကြာလဲကြာတော့ရှမ်ပိုးကနေပြီးတော့ပေါ့နော်မာခီကို ဒီစေးတောင်ဆိုပြီးသူ့စေးတလုံးအတင်းတိုက်တယ်ပေါ့နော်ဒါပေမဲ့သူတောင်းမတောင်းလို့ပြောဒါပေမဲ့သူ့အတင်းတိုင်တဲ့အတိုင်းပေါ်မာဂီယာတောင်းလိုက်ရတယ်တောင်းပြီးပြီးချင်းမှာပဲတိတ်မကြဘူးသူအရန်ပြုတ်အန်ကျင်လာလို့ဆိုပြီးတော့မှသူရေချိုးကန်းထဲသွားပြီးတော့မှအန်လိုက်တယ်ပေါ့နော်အန်လိုက်ပြီးသူဘာမှမသိတော့ဘူးပေါ့နော်အဲ့ဒီခေါင်းလည်းလုံးဝမထူနိုင်တော့မထူနိုင်ဖြစ်နေတဲ့အချိန်မှာသူ့ယောက်ျားနေပြီးတော့မှသူ့လာထူတယ်လာထူပြီးတော့အဲ့ရပေါ်ပွေပြီးတင်လိုက်တယ်ပေါ့နော်အဲ့ရပေါ်ပွေတင်လိုက်တဲ့အချိန်မှာအဲ့ဒါကိုသူသိတယ်ဒါပေမဲ့ သူဘယ်လိုခံစားရလဲဆိုတော့သူကအမှောင်တွင်းတဲ့ကြီးတဲ့ကိုကြားနေတဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးခံစားနေရတယ်အဲသူဘာမှပြန်ပြီးမတုံ့ပြန်နိုင်ဘူးပေါ့နော်တိတော့တိနေတယ်ဒါပေမဲ့ဘာမှမလုံးနိုင်လှုပ်လည်းမလုံးနိုင်အဲ့လိုဖြစ်နေအဲ့ဒီအချိန်မှာပဲပေါ့နော်ဟိုဘယ်လိုပဲလင်မယားဖြစ်ပါစေအခုကိုတူမရဲ့ယောက်ျားကတူမကိုဆေးခံပြီးတော့မှမရင်းကျင်တယ်ဆိုတော့သူကခံစားတိတိနေတယ်ဒါပေမဲ့ ရှင်လို့လည်းမရဘာမှလုံးလို့မရဘူးเนาะသူ့ရှင်ထဲမှာတော်တော်လေးကိုနာကျင်ပြီးတော့မှခံစားနေရတာပေါ့เนาะအဲ့လိုနဲ့မနဲ့ကြတော့သူခေါင်းနေနောက်ကြည့်ပြီးတော့အေးရနိုးလာတယ်ပေါ့နိုးလာချင်းချင်းမှာပဲဘလုံးမှမဖြစ်တော့ဘူးဒီယောက်ျားအရန်အန်နေရများတယ်ပေါ့เนาะဆိုတော့ဒီကိစ္စအောင်ကချက်ချင်းအအမြန်ဖြေရှင်းမှာပဲလို့သူတွေးပြီးတော့မှဆင်းလာတယ်ပေါ့เนาะအင်ရောက်ကိုဆင်းလာတဲ့အချိန်မှာအမီးပေါ်ကြောင်စပွဲပေါ်မှာပေါ့เนาะသူ့ယောက်ျားတောက်ခဲဒီလိမ္မော်လိမ္မော်ရေခွက်ပေါ့เนาะဖန်ခွက်လေးကိုတွေ့တယ်တွေ့လဲတွေ့ရော အာဒါဆိုရင်ဒီမှာတော့လက်ဝေရာရှိရမယ်ဆိုပြီးတော့မှသူကသူကသူလက်အိတ်တွေဆွတ်တယ်ဆွတ်ပြီးတော့အဲ့ဖန်ခွက်ကိုယူပြီးတော့အိတ်ထဲကိုထည့်ထည့်ပြီးတော့လည်းသူရေစခန်းကိုတန်းသွားတယ်အဲ့လိုတန်းဆောင်တော့ကိုမပြေတော့ဘူးရေစခန်းကိုတန်းသွားလိုက်တယ်တန်းသွားလိုက်ပြီးလဲပြီးလဲပြီးတော့အာဒီကျမယောက်ျားဟန်ဆောင်နေတယ်ပေါ့နော်အဲသူကသူပြောတဲ့သူမဟုတ်ဘူးဆိုပြီးပြောလိုက်တယ်ပေါ့နော်ပြောလိုက်ပြောရေကအဲ့လိုဘာလဲပေါ့နော်ဘာလဲဆိုပြီးကြောင်ကြည့်မယ်ဘာသူဘာပြောနေလဲဆိုတော့နားမလဲဘူးပေါ့နော်အဲဒါမဲ့မာကြီးကဘယ်လိုဆက်ပြောလိုက်လဲဆိုတော့ဒီဖန်ခွက်က လက်ဝေရာကိုစစ်ပေးပါ ငါယောက်ျားကလိန်နေတယ်ပေါ့နော်ငါ့ကိုလိန်နေတယ်ပြီးတော့သူ့မှာ security guard ကနှစ်ခုရှိနေတယ်ပြီးတော့ငါ့ကိုလည်းဒီလိန်မိုင်းဆိုင်ရာအနိုင်ကျင့်တယ်လို့ပြောလိုက်တော့မှရဲရရှိကနားလဲတော့ပြီးတော့မှသူကောက်မှတ်တယ်ပေါ့နော်အဲ့ challenge တွေကိုကောက်မှတ်တယ်အဲပြီးရင်လက်ဝေးစစ်ပေးမယ်ခနာလေးဆောင်လို့ပြောပြီးတော့မှလက်ဝေးစစ်တဲ့ခန်းထဲဝင်သွားတယ်မာကြီးလည်းအဲ့မှာတစ်ခါတည်းဆောင်နေတာပေါ့နော်အချိန်တစ်ခုကြာလဲကြာပြန်ထွက်လာတယ်ပြန်ထွက်လာပြီးတော့မှအာမာဂီရေမင်းယောက်ျားရဲ့လက်ပွေရာက လူတက်မှုတွေအလိုရှိနေတဲ့ positive magnet ကိုညီနေပါတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာမာကြီးရဲ့နှလုံးသားဖောက်ခနဲ့ပြုတ်ကြသွားတယ်လို့မျိုးဟာပြီးတော့ခါထွက်သွားပါတော့သူသူခံစားချက်ကြီးအဲ့လိုဖြစ်သွား။သူမရဲ့အိမ်ပေါ်မှာတက်နေပြီးတော့သူမနဲ့တကယ်တည်းအိတ်နေတဲ့ယောက်ျားက အမျိုးသမီးငယ်လေးနှစ်ယောက်ကိုတတ်ခဲ့တဲ့သူဖြစ်နေတယ်တဲ့။ရှန်ပေါ်လို့သူကိုယ်သူပြောတယ်ဒီ positive mark က 16နှစ်ရွယ်အကောင်မလေးတယောက်ကို sexual assault လုပ်ပြီးတော့မှပေါ့နော်ဒီလိမ်မိုင်းဆိုင်ရာပြုကျင်ပြီးတော့မှတတ်ခဲ့တဲ့အမှုတွေကသူကဆွဆွဲခံရတယ်။ဒါပေမဲ့ရဲတွေကသူ့ကိုလိုက်ပြီးစုံစမ်းထောင်လန်းနေတယ်။တပ်တွေရှာတဲ့အခါမှာတပ်တွေအလုံးလောက်မပြနိုင်လို့သူကလွတ်လာခဲ့တာပေါ့နော်။ နောက်တစ်ယောက်ကကြတော့အသက်21နှစ်အရွယ်မော်ဒယ်ကောင်မလေးပေါ့နော်အဲ့ကောင်မလေးကိုလည်းအစိတ်ခတ်ပြီးတော့မှမရင်းကျင်ပြီးတော့ကားနောက်ခံမှာထားပြီးတော့ပေါ့နော်အဲ့ကားကြီးကိုပါကင်ထိုးပြီးထွက်ပြေးသွားတာဖြစ်တယ်ပေါ့နော်အားကြောင့်မလို့သူ့ကိုအခုရဲတွေရာရှာနေတာဖြစ်တယ်အဲတက်တေလည်းရလာပြီပေါ့နော်မာခီပြောတဲ့အကြောင်းအရာတွေပေါ့ဆက်ဆက်ပြီးတော့မှတက်တေလည်းရလာပြီဆိုတော့ positive mark ကိုဖမ်းလို့ရပြီဒါမဲ့သူကဖမ်းဖို့အတွက်ဆိုချက်ချင်းတော့ဖမ်းလို့မရဘူးဖမ်းရန်ထုတ်ရတယ်ဆိုတော့အဲ့ဖမ်းရန်ရောက်ဖို့ကနည်းနည်းကြာမယ်ပေါ့နော် အာခဏတော့ကြာမယ်အဲ့ဒါကြောင့်မလို့ပေါ့နော်မာကီကခလေးတွေကိုခေါ်ပြီးတော့မှလုံခြုံတဲ့နေရာကိုသွားပါလို့ဆိုပြီးရဲကပြောလိုက်တယ်ပေါ့နော်ဒါမဲ့မာကီကစဉ်းစားတယ်ပေါ့နော်ခလေးတွေရောသူ့ရောပျောက်သွားတယ်ဆိုလို့ရှိရင်အာဒီသူ့ယောက်ျားကပေါ့နော်အမ်မတင်ငါဖြစ်ပြီးတော့မှထွက်ပြေးသွားမလားပေါ့နော်အဲထွက်ပြေးသွားလို့ရှိရင် နောက်ထပ်ပိုပြီးအနေရများတယ်ပေါ့နော်အနေရများတယ်ဆိုတော့သူအမှခလေးတွေကိုတော့လုံခြုံတဲ့နေရာကိုပို့လိုက်တယ်သူကတော့အိမ်မှာဟန်မပြက်ပြန်ပြီးနေလိုက်တယ်ပေါ့နော် ဘလို့ပဲတတိရှိရှိဆက်နေရဲဆိုပေမဲ့အဲ့ညမှာပေါ့နော်သူ့ယောက်ျားကရိမ့်မိသွားရင်ဘလို့လုံးမလဲပေါ့နော်ငါ့ကိုတတ်လိုက်ရင်ဆိုတော့စိတ်နဲ့ပေါ့နော်သူကတညာလုံးအဲ့လိုမပြောနိုင်ဘူးတဲ့အဲ့လိုနဲ့တညာလုံးအိတ်မပြောဘဲနဲ့မနဲ့အာယုံချိန်ကိုရောက်လာတယ်အဲမနက်9:55မိနစ်တိတိမှာရဲတွေကအိမ်ရှိကိုကားနဲ့ရောက်လာတယ်ပြီးတော့တကားကိုဝုန်းနှိုင်းလို့ပြီးထုတ်ပြီးတော့မှ အဖမ်းမှုလာတယ်ပေါ့နော်လာတဲ့အချိန်မှာပဲအဲသူ့ယောက်ျားအဖေကနေပြောအလန်တကြားထပြီးတော့ခမန်းကန်းပရင်ပေါက်ကနေကြည်လိုက်တယ်ကြည်လဲကြည်လဲကြည်ရောရဲကားတွေလည်းတွေ့လဲတွေ့ရောသူကအမှအဝတ်ကောက်ဆိုးပြီးလဲပြီးတော့ပရင်ပေါက်ကနေထွက်ပြေးပြီးတော့မှအာကားမောင်းပြီးပြေးသွားတယ်ပေါ့နော်အဲသူကလည်းကားအိမ်မောင်းပြီးထွက်ပြေးရဲတွေကလည်းနောက်ကကားနဲ့လိုက်ပေါ့နော်တကယ်စကားတွေကလိုစောင့်ဝင်ခံနေပေါ့နော်အဲ့လိုကားအဲကားမောင်းပြေးတဲ့လမ်းပေါ်မှာပဲ ရေကတစည်းရနေပြီးတော့မှသူ့ရဲ့ကားရှေ့ကနေပိတ်ပိတ်ပြီးတော့မှတန်းတန်းနဲ့ချိန်ပြီးတော့ပေါ့နော်အဲဖမ်းတဲ့အချိန်ကျမှပဲသူ့ကိုမိသွားတယ်တဲ့အဲ့လိုလိုက်ဖမ်းနေတဲ့အချိန်မှာအိမ်ထဲမှာစောက်တီရမရဖြစ်နေတယ်မာကီစီကိုဖုန်းဝင်လာတယ်ဖုန်းဝင်လာတော့ပေါ်ကငါတို့ဖမ်းမိပြီစိတ်ချလိုက်တော့ဆိုတဲ့အတန်ကျမှသူကအသက်မောဟရှူနိုင်တယ်ပေါ့နော်တပြင်းချပြီးတော့သူကအဲ့လိုမျိုးစိတ်ချနဲ့ချဖြစ်သွားတယ်ပေါ့နော်ဟိုဘာပဲဖြစ်ဖြစ်ပေါ့နော်ပေါ်က ဒီပထမသမှုအတွက်တောင်းမှာပဲသူက28နှစ်အခြားအထောင်ချခံရတာဖြစ်တဲ့အတွက်အဲနောက်ရက်တွေဆိုလို့ရှင်သူစိတ်ဖြောင်းဖြောင်းအိတ်နိုင်သွားပြီပေါ့လေဒါပေမဲ့ပြဿနာရှိသေးတာကြတော့အရင်တော့သူ့ကိုလက်မထိုးခိုင်းထားတဲ့ဆာရွက်ဆာရွက်နေရှိရပေါ့နော်အဲ့ဆာရွက်ဆာရွက်နေကမာဂီရဲ့ပိုင်ဆိုင်မှုတွေမာဂီရဲ့ပတ်စံတွေကိုသူကလွှဲပြောင်းယူတဲ့ဆာရွက်တွေဖြစ်နေတာပေါ့နော်ဆိုတော့ဒီဟာကတော့သူအစကနေပြန်ပြီးစူးစမ်းရမယ့်ဟာတော့ဖြစ်ပေမဲ့လူတသမားရဲ့လက်ကနေလွတ်သွားပြီဆိုပြီးတော့မှသူကသူ့သမီးလေးနဲ့အတူပြန်ပြီးတော့စူးစမ်းရတယ်ပေါ့နော်ကဲ ဒီ PMN လေးကရှင်းတာပို့လဲကောင်းတယ်စိတ်ဝင်စားပို့လဲကောင်းတယ်အဆုံးအထိကြည့်ပြီးသွားရင်တော့ဒီ channel လေးကို subscribe လုပ်ပြီးတော့မှနောက်ကြောင်းရလေးတွေကိုစောင့်ကြည့်ပြပါအောင်เนาะတတနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်